ကဲပါကျွန်တော်တို့ WC ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အော်တိုဘာ16ရက်နေ့ညနေ4:00နာရီသုံးနာဘဲမှာရှင်ပြိုင်ကစားမယ်တကုံပေါ့အတင်းနဲ့ရန်ကုန်ယူနိုက်တက်အတင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုကိုမင်းကစတင်သုံးသပ်ပြီးပါအောင်ခင်ဗျဟုတ်ကဲ့ပါဒါတကုံပေါ့ကတော့ပြီးခဲ့တဲ့ဒါပွဲစဉ်၄မှာတကုံစတားယူနိုက်တက်အတင်းကို3-6စီကစားနိုင်နေတယ်ဒါဒါပေမဲ့လည်းကျွန်တော်အနေနဲ့ပြောချင်တာကတကုံပေါ့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်ဒါလက်ရမဲ့၄မှတ်နဲ့အမှတ်ပြစရာရဲ့အဆင့်30နဲ့မှာပဲရက်တည်နေသေးတယ်ဒါကတော့သူတို့အတွက်မကောင်းဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီသူတို့အတင်းကဒီတက်စစ်ကရကိုရပြီမဲ့ ခန်းစစ်ကကိုးရီပေးရတာအရန်များများနေတယ်ဆိုတော့အဲ့ဒါတော့အစမပြေသေးဘူးပေါ့နော်ဒီရန်ကုန်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေခုနကကိုသောကြာပြောတဲ့အတိုင်းပဲဒီတိုက်စစ်ကကိုးရနိုင်တယ်ဒါပေမဲ့ခန်းစစ်ကလည်းတေးကြတယ် ကိုပြရမယ်ဆိုတော့ဒီနေ့ဒါပွဲမတိုင်ခင်နဲ့ကျွန်တော်နေဒါပြောလို့ရနေတဲ့အနေအထားတခုရှိနေတယ်ဟုတ်ပါရဲ့ဟုတ်ရာကိုကလက်ရှိမှာဆိုလို့ရှိရင်ဒါအမတ်ပေးစရာအဆင့်တင်နေမှာဒါရက်တည်နေပြီးတော့ကျတော့တိုက်စစ်ကလည်းဒါရာကို16ခုနဲ့ဒါတိုက်စစ်အကောင်ဆုံးအသင်းအဖြစ်ရက်တည်နေတယ်တခုရှိတာကဒါရန်ကုန်တက်ကလေဝိစင်ကစားသမားတွေပြန်ရောက်လာတဲ့အချိန်မှာသူတို့တဲ့အချိန်၄ချိန်ချိန်နေပါမှုတော့ဖြစ်နိုင်တယ်ဒါပေမဲ့ရန်ကုန်အသင်းကလည်းဒါအလုပ်တက်ကင်တဲ့ရှိတဲ့အသင်းအနေအထားတခုရှိတဲ့အခါကျတော့တကုံပေါ့အသင်းအနေနဲ့ကတော့အနေငယ်ရုန်းကန်ရနိုင်တယ်ဒီပွဲစဉ်ဘာပဲပြောပြန်လည်သူကိုအနေနဲ့ဒါကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီတကောဖို့နဲ့ရန်ကုန်တင်းတို့တွဲဆုံမှုကလည်းတော်တော်လေးတော့ပြည်သက်အကြိုက်ဖြစ်မဲ့ပွဲကောင်းလို့ကျွန်တော်အနေနဲ့မစပြင်းနဲ့ညွှန်ကျင်ပါရစေ။တကောဖို့အတင်းကလည်းကျွန်တော်၅ပွဲကစားပြီးချိန်မှာတပွဲနိုင်တပွဲဒီသုံးပွဲရှုံးရမှတ်၄မှတ်နဲ့ဆင့်တဆင့်မှာရက်တည်နေတယ်ပေါ့နော်။တကောဖို့အတင်းကစားထားတဲ့နောက်ဆုံးပွဲမှာဒါတကောစတားယူနိုက်တက်တင်းကိုသုံးခုစီတီကြားထားတယ်။ဟုတ်ပါတယ်။အဲ့ပွဲမှာဆိုရင်တကောဖို့ရဲ့ကစားပုံတွေကတော်တော်လေးကိုဟိုကောင်းတယ်ပေါ့နော်။အထူးသဖြင့်ခေါ်ထားတဲ့နိုင်ငံခြားကစားသမားတွေကတော်တော်လေးအလုပ်လုပ်တာမြင်ရတယ်ပေါ့နော်။ ကန္တူနာမင်းချန်မွန်ကီတို့ရဲ့ဒါတူအားလုံးအားရုံးအားတွေဟာပြိုင်ဘက်တွေအတွက်တော်တော်လေးကိုတိုက်ရောက်တိုက်ရောက်မှုတိုက်ခိုက်မှုတွေရှိနေတယ်။လားတူဘက်မှာရာဇာအောင်ထုံထုံသိန်းတို့တို့ဒါပြည်ရင်းသားပေါင်းကောင်းတွေလည်းရှိနေသေးတယ်ပေါ့နော်။တခုပဲရှိရဲဒီကုန်းပေါ်ရဲ့ထုံးစံပေါ့နော်။ကျွန်တော်တို့ဘွဲချုံမှာပြောနေကြအတိုင်းပဲကိုရရဲကိုပြန်ပေးရတယ်ဆိုရအားကပဲဒါပြဿနာလက်ရှိချိန်ထိဖြစ်နေသေးတယ်ပေါ့နော်။ဒီကုန်းပေါ်အနေနဲ့ရန်ကုန်သိန်းကိုသူ့အနေနဲ့ကိုရရကိုမခက်ခဲဘူး။ အဲကိုသွင်းနိုင်တယ်ကိုသွင်းမှုမကပ်ဘူးပေါ့နော်ဒါပေမဲ့ကိုပြန်မပေးရဘူးနဲ့ရလကောင်ဆက်ရထိမ့်သိမ့်နိုင်ဖို့အတွက်ကတော့တော်တော်လေးကိုတော့ဒါသူ့အနေနဲ့နည်းနည်းခက်ခဲတဲ့အပိုင်းတော့ရှိမယ်လို့တော့ထင်တယ်အဲ့ဒါလေးတော့နည်းနည်းလေးစဉ်းကျင်သင့်တယ်ပြင်ဆင်သင့်တယ်လို့ကျွန်တော်လည်းထင်ပါတယ်ဂျန်ဝင်လိုက်တဲ့အတင်းကတော့ဒါ၅ဘွဲကစားပြီးချိန်မှာ၄ဘွဲနိုင် တပွဲရှုံးပေါ့နော်ရမ12မှတ်နဲ့အဆင့်1မှာရပ်တည်နေတယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အဆင့်1ကနေ124တွင်းမှာရှိနေတဲ့ထိပ်ဆုံးလေးတွင်းကိုကြည့်မယ်ဟေ့ဆိုရင်ရန်ကုန်တင်းတင်းပဲရှုံးပွဲရှိသေးတယ်ကျန်တဲ့3တင်းကတော့ရှုံးပွဲမရှိစံချိန်တွေကိုဒါဒီနေ့အချိန်ထိဆက်လက်ထိန်းထားနိုင်သေးတယ်ပေါ့နော်အဲ့တော့ရန်ကုန်နေတဲ့တကုံပေါ့ကလုံးဝ short တွက်လို့မရဘူးတကုံပေါ့ကသူ့အစုဖွဲ့နဲ့သူဟို foreigner တွေလည်းလှုပ်လှုပ်တယ်တော်တော်လေးလှုပ်လှုပ်တယ်ကြစ်လက်တယ်ဒါ local တွေနဲ့တည်းမျက်မှောက်တတ်တာလေးရှိတယ်ပေါ့နော်အဲ့တော့ short တွက်မှဟေ့ဆိုရင်သစ္စာအားမှန်နဲ့ပွဲကလို့ရန်ကုန်နေနဲ့ရလက်ဆိုးသွားနိုင်တယ်ပေါ့နော်ဒါဒါ ါကတော့ကျွန်တော်အနေနဲ့ဒါအကြံပေးတာပါအပြန်လန်ကိုးတွေနဲ့ကြည်ကောင်းမဲ့ပွဲကောင်းတဲ့ပွဲလို့ပဲကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်